ျမ်းမဲ့လူတွေကျမ်းမဲ့လက်လက်ရှိလို့ဒီနေရာလေးမှာသူစစ်စကားတွေစုထားတဲ့ပုံကိုမပြောနိုင်ပါဘူးနော်ဟုတ်လားအခုလက်ရှိနိုင်ငံရေးအခြေအချင်းမှာမြန်မာဝန်ကြီးချုပ်ကဘာဝါကရှိပါအနောက်နိုင်ငံအနောက်အစုတွေဖြစ်တဲ့ဒါကတော့ပလီတခုရဲ့အရှိန်မှာတွားပြီးတော့ကြောနေတဲ့အဲမမတာအဖွဲ့သူစိတ်ဓာတ်ဆိုတာအားလုံးသိမှာပါနော်ဒုတိယဓာတ်ရက်နဲ့ထားပြီးတော့ပို့ကြည့်တော့လေဘာမှနည်းပညာလည်းမတတ်ဟမ်ကဘာမှကြည့်တော့ငမွေးနိုင်တယ် စုတ်ပြတ်တက်နေတဲ့နိုင်ငံသူများနိုင်ငံတထောင်သားလို့လိုက်ကောင်းစားနေရတဲ့ပိုင်းကြီးဟမ်ခုကကိုယ်ကသူများလူကစားနေတော့ဘယ်သိမလဲကမ္ဘာနဲ့ရှင်ကြီးနဲ့မြန်မာနိုင်ငံဆိုတော့တထောင်သားတိုင်းကြီးဟမ်စစ်ဘေးတစ်ခုဘေးပြင်လူကြောက်အောင်ကားကြောက်အောင်ပေးကြပါကားကြောက်အောင်ဟောနေရတဲ့တထောင်သားလေးကိုကြည့်တော့တထောင်သားပြည်သူများရန်ဆိုတော့တမောင်းောင်းနေဆိုတော့ကမ္ဘာကြီးနေနဲ့ကြည့်လိုက်ချင်ကျွန်တော်တို့နိုင်ငံယူစရာကြီးအဲ့တော့ဒါတွေဟာတိုင်းပြည်ရဲ့ဂုဏ်ကိုဖြစ်နေတာဒီရေထုံးတွေကနော်ရှင်းရှင်းလေးပဲတိုင်းပြည်ရဲ့တိုင်းပြည်အတွက်လူမျိုးအတွက်နိုင်ငံအတွက်အကုန်လုံးကိုတိတ်ခါကြအောင်ပြည့်စည်အောင်အမုန်းတရားတွေပွားအောင်ရန်စွဲတွေဖြစ်အောင်လုပ်နေတာအပြင်ဘာမှအကျိုးမရှိဘူးဒီကောင်တွေလုပ်တာ အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့မပတာအရေးဂျုံကလုံးသူစိတ်တကူကိုစီစုံမလိုက်တီမှုအဆုံးထိနားဆင်ဝေဖန်တုံးတက်ပေးသွားကြပါဦးခင်ဗျာဗီဒီယိုတစ်ပုဒ်ဖွင့်ပြမယ်နော်ကျွန်တော်တို့နိုင်ငံမှာဘာတွေဖြစ်နေလဲဆိုတာဒါမှကြည့်လိုက်ဒီကနေ့အချမ်းမဲ့လူကြီးအချမ်းမဲ့လူကြီးအချမ်းမဲ့လူကြီးဒီညမှာဆက်ဆက်ကားနဲ့စုထားပြီးပြောနေတာဟုတ်လားအဲ့ဒါလည်းတကယ်အခြေအနေမှာမြန်မာဝန်ကြီးချက်တော့ဘာမှမရှိဘူးအခုနိုင်ငံကတော့အဆုံးထိဖြစ်နေတယ်ဒါကတော့ဗလီတစ်ခုရဲ့အရှိတ်မှာတော်ပြီးတော့ပြောနေတယ် ဲမမလာအခုသူစိတ်ကြဆိုအားလုံးပြီးပါပါเนาะဒီပလီထဲမှာလည်းလက်နက်တွေစစ်ထားတယ်လူတွေစုကြတာမရှိဘူးလားဆိုတော့အဲ့လိုမျိုးပေါက်ပန်းရေးဆိုလျှောက်ပြောလို့ရတာတက်တဲ့တက်ကရာမရှိဘဲနဲ့ဟမ်သူများမာနာတခုကိုအဲ့လိုမျိုးပြောချင်တယ်ပြောလို့ရတယ်ကျွန်တော်ဘုရားဘာသာဝင်ပါဘုရားဘာသာတော်မှာမိယိုးခါတာ နော်ကိုဘိုးဘွားဆင်ဆက်ကိုကိုယ်တော်တို့ဘုရားမနာလက်ခံပြီးကိုကိုယ်တော်အစ်စ်မဟုတ်ဘူးကျွန်တော်ဘာဖြစ်လို့လဲတစ်ချိန်ကကျွန်တော်လည်းမယူပါလားဘုရားမနာနဲ့သိဆောင်ပြီးတော့ဘာမှမသိဘဲနဲ့သူများဥချကိုဥကုန်းချတဲ့အစ်စ်ဒါပေမဲ့နော်ကျွန်တော်နောက်တက်ကြီးလာတဲ့အပေါ်မှာခင်ဗျားကပြောစာမေးလေးဖတ်ပြီးတဲ့အပေါ်မှာနော်အထူးဖြင့်မတားဖို့တန်အနေအများဆိုတဲ့စာအုပ်ကိုဖတ်ပြီးတဲ့အပေါ်မှာကျွန်တော်တို့ဘုရားမနာနဲ့ပတ်သက်လို့နော်တန်ဖိုးထားတတ်တာအထူးဖြင့်ဆရာတော်တွေရဲ့ဟောကြားမှုတွေဥတုမင်္ဂလာတို့လိုမျိုးဒီနော်ဒီဘုရားနာတရားတွေကိုအဓိကခံဟောတဲ့ဆရာတော်တွေတရားကိုနာပြီးတဲ့ နောက်မှာဘုရားဘာသာနဲ့ပတ်သက်လို့ပိုလေ့လာဖြစ်တယ်လေ့လာတာလေပို့ပြီးတော့တန်ဖိုးရှိမှန်းတိလေပို့ပြီးတော့တန်ဖိုးထားလေဆိုတော့ကျွန်တော်တို့ကမီယိုခန္ဓာအစစ်ကိုပဲလာဖို့ပေါ့နော်အဲ့တော့ကျွန်တော်လည်းပုံနဲ့ပါလာမယ်အခုလက်ရှိဒီပလီရှိကိုတွားပြီးတော့ဒီပလီထဲမှာလူတွေစုသားလားမတည်ဘူးနတ်နတ်တွေစုသားမတည်ဘူးအကြမ်းဖက်ဖို့လုပ်လားမတည်ဘူးဆိုတော့သူများပါတာရဲ့ဘာနာဝင်တာအခုကျွန်တော်တို့ဒါကျွန်တော်ဘုရားဘာသာရပြမှာဆိုတော့ဘုန်းကြီးကြောင့်ကိုဖုန်းကြီးကြောင့်ရှိတယ်ဒီဖုန်းကြီးကြောင့်လည်းဒီဖုန်းကြီးကြောင့်လည်းမလူတွေစုတယ်မတည်ဘူးလက်တက်တွေစုတယ်မတည်ဘူးဆိုပြီးတော့ကျွန်တော်တို့ဟမ်လားအခြားတိုင်းတစ်ပါးနိုင်ငံတွေမှာလှုပ်မယ်ဆိုကျွန်တော်ခံနိုင်တာ ဘာမှပြဿနာလည်းမရှိဘူးဘာမှအတိတ်တည်တက်ကရလည်းမရှိပဲတဲ့ဒီလိုမျိုးသူဘာသာရေးဆိုင်ရာအဆောက်အအုံတစ်ခုရှိလာပြီးတော့လူစုလူဝေးနဲ့ဒီလိုမျိုးလာလုပ်မယ်ဆိုတာအတိတ်ပဲရှိတာဟမ်ဘလောက်အကြီးနိုင်ရုပ်ပြက်တယ်ကြည်လာလုပ်တဲ့လူတွေကတာမန်ပုံကိုတော့မဟုတ်ဘူးဘာအချမ်းဘာသာတစ်ခုရဲ့ဘာသာရေးခေါင်းဆောင်တွေပါလို့ခံယူထားတဲ့လူတွေကဲမြန်မာနိုင်ငံမှာကိုးချောက်ကိုလို့မမတာလို့မပေါ်ခင်ကလူမျိုးရေးပဋိပက္ခတွေဘာသာရေးပဋိပက္ခတွေနောက်ဆုံးတန်တာအချင်းချင်းဂိုင်းပွဲတဲ့ဂိုင်းကြမ်းပွဲဝါမှုတွေကြားမှုရဲ့ချစ်မှုရဲ့ ကျွန်တော်တို့တက်တက်မပြောနဲ့အဖိုးကျွန်တော်တို့အဖိုးဘွားတွေမေးကြည့်ပါအဖိုးတို့အဖွားတို့တက်တက်မြန်မာနိုင်ငံမှာတန်တာချင်းချင်းဂိုင်းပွဲတာကြားမှုကြလားဟမ်ဘာသာရေးလူမျိုးအထင်ကြီးဖြစ်တာကြားမှုကြလားလို့အခုဒီခင်ရုံးကနေမွေးထုတ်လိုက်တယ်ခင်ရုံးကထောက်ပံ့ရေးအယောက်80ကိုတင်ငန်းတက်ပြီးတနိုင်ငံလုံးပြန်လုပ်လိုက်တယ်ဘုန်းကြီးတွေခါပါပြင်စလုံးနဲ့စကားပြောစက်နဲ့ချက်ပြီးတော့တောနယ်တွေမှာကြောင်းနယ်လုံးပြီးတေယံဝင်လုပ်ပြတယ်အဲ့ဒီကအချိန်ကစပြီးတော့အဲ့ဒီကိုချောက်ကိုမမတာဆိုပြီးတော့ပေါ်လာပြီးတော့ဒီဘာသာရေးတီကြုံးကြီးလူမျိုးတီကြုံးကြီးဖြစ်တယ်နောက်ဆုံးကိုပေါက်လာတာအချိန်မှလုံးခိုင်းကနားကြီးကွဲအောင် အဲ့တော့မဘာတာဆိုတဲ့စကားအင်မတန်ကောင်းတဲ့စကားကိုချောက်ကိုဆိုတဲ့တင်ကိတာနဲ့တကယ်ကောင်းတဲ့တင်ကိတာဒါပေမဲ့အဲ့ဒီလိုတန်ဖိုးရှိတဲ့ကောင်းတဲ့အရာတွေကိုလုံးတဲ့လုံးရက်တွေကအလွဲနဲ့လုံးပြတဲ့အတွက်ကိုချောက်ကိုလိုမဘာတာဆိုတဲ့စကားလုံးကြီးဟာမြန်မာနိုင်ငံတွင်းမှာပြဿနာစကားလုံးဖြစ်တဲ့လူတွေမြေကုန်လက်ဆက်ရောက်အဲ့တော့အခုဒီမှာပြောပါဒီဗီဒီယိုကနေပြီးအောင်ကြည့်ပါဒီလိုကြီးပါလို့ပေါ်နေတဲ့အတားအဆီးကိုအမေရိကန်ကိုနိုင်ငံတကာနိုင်ငံကြီးအစိုးရရဲ့အမြင်ရည်နော်ဒီလိုကြီးကချက်မှတ်မှုနိုင်ငံကြီးကိုပြည်ပြည်ချင်းချက်မှတ်အဲ့ဒါဒီလိုကြီးကလည်းဆက်စားရှိတယ်။ဒါကတော့ဒါရှိတော်နိုင်ငံကြီးပါ။ ဘာသာရေးကိုကျွန်တော်တို့ကအမြင်ကိုမြင်တတ်ဖို့လုပ်တယ်နော်မြင်တတ်ဖို့လုပ်တယ်အနောက်နိုင်ငံတွေရဲ့ယဉ်ကျေးမှုအနောက်နိုင်ငံတွေမှာကြီးနေတာတဲ့သူတွေအမြင်မြန်မာနိုင်ငံရဲ့ယဉ်ကျေးမှုမြန်မာနိုင်ငံမှာကြီးနေတာတွေအမြင်တူလားဝက်ပုံစားမှုပြောပုံစောပုံမြေပုံထိုင်မှုတူလားအဲ့တော့အနောက်နိုင်ငံမှာကြီးနေတဲ့နော်နောက်ဆုံးအနောက်နိုင်ငံတော့မပြောရပါဘူးအိန္ဒိယတရုတ်နိုင်ငံမှာကြီးနေတဲ့ဗုဒ္ဓဘာသာဝင်တရုတ်နဲ့တရုတ်ရဲ့ဗုဒ္ဓဘာသာပေါ် လက်ခံယုံကြည်တန်ဖိုးထမှုနဲ့မြန်မာပြည်မှာမွေးမြန်မာပြည်မှာကြီးပြင်းတဲ့ဗုဒ္ဓဘာသာကိုယုံကြည်လက်ခံကြည်တုံးထမှုနဲ့တူလားဗုဒ္ဓဘာသာချင်းနဲ့လေတူလားမတူဘူးအဲ့ဒါလိုပဲအစ္စလာမ်ဘာသာမှာလည်းကောင်းတဲ့စိုးတဲ့လူတွေရှိတယ်ကောင်းတဲ့လူတွေရှိမှာပဲအနောက်ဥရောပရင်ကျင်းမှုနဲ့တောင်းညမ်းတဲ့နော်ဒီစစ်သွေးကြွတွေအစ္စလာမ်ဘာသာဝင် မှာရှိတယ်လို့မြမရင်ကျင်းမှုမှာကြီးပြင်းပြီးတော့မြန်မာစိတ်အပြည့်နဲ့သူအစ္စလာမ်ဘာသာကိုတွတ်တူအေးအေးညာညာကိုးကွယ်တဲ့ဘာသာဝင်တွေလက်ရှိတာပဲလေဟိုမှာမကောင်းတာနဲ့ဓမ္မမကောင်းလို့လုပ်လို့ရချင်းလား ကဲအဲ့ဒါဆိုတေယောမရှိတဲ့ဟိုမာယာနာတွေချွတ်တယ်ဆိုဗျာမနာတွေချောက်လို့တယ်အဲ့လိုမကောင်းတာနဲ့မြန်မာမှာရှိတဲ့ဗုဒ္ဓဘာသာတွေမကောင်းဘူးပြောခန့်နိုင်လားမတူဘူးလေအတိတ်ပဲရှိတဲ့စကားကိုကျွန်တော်လက်တွေ့ကျကျပြောလို့ရတယ်ဒါတနည်းနောက်တနည်းကဗုဒ္ဓဘာသာပြန်ပွားအောင်လုပ်တာဗုဒ္ဓဘာသာကိုတာဝန်ဆောက်ရှောက်တာဘယ်လိုလုပ်ရလဲအဲ့ဒါအရေးကြီးဆုံးချက်အရေးကြီးဆုံးချက်ကျွန်တော်လက်ဗုဒ္ဓဘာသာကိုကျွန်တော်ဒီဗုဒ္ဓဘာသာကိုပြန်ပွားစေချင်တယ်ဒီဗုဒ္ဓဘာသာကိုတာဝန်ချင်တယ်ဆောက်ရှောက်ချင်တယ်ဒါကကျွန်တော်လက်လုပ်ချင်တယ်ဒါပေမဲ့လုပ်ဖို့လုပ်ပြီးဘယ်လိုလုပ်ပါ ရှင်းကြဒီဗီဒီယိုကပြီးအောင်ကြည့်ပါနော်ကျွန်တော်မနေနိုင်ဘူးဆက်ပြောရအောင်ရှင်းနေတယ်ပြန်ပါအများဆောင်ကြည့်ပါအဲ့တော့အားမကားတာမှမရှိရောရေလဲကြီးကြီးပါငါပတိဆိုပြီးတော့အကုန်ပြီးတော့လူတွေကလာခါတယ်တို့ပါရလို့မရအောင်အဲ့တော့ဘုံမင်းမြို့ရဲ့ဒီလဲကြီးကြီးပါရဲ့ဘာလဲဒီလိုမရှိတာချိန်မှာပြတ်မှာလည်းမရှိတာဘူးဒေသနာဆိုင်ရတဲ့ ဦးဇင်းတို့အကျဉ်းချုပ်လာတယ်ဘယ်မှာလဲဆိုတော့ကောင်းပြီရှင်းပြလာမယ်မရှိဘူးမရှိခဲ့တယ်လို့ဒီလိုပြောရင်ဘာသာမျိုးဘာသာရေးပြဿနာအတွက်မဆောင်နိုင်ဘူးဒီလိုဒီဇင်းတို့ကဒီလိုမှရှိရဲ့ရှားတော်ရေးဆရာတော်ဒီလိုဆောင်ဆရာတော်ဇာတ်ပညာတို့ဒီလိုရန်မရှိမှရန်တော်ကဥက္ကဆရာတော်တို့နှစ်ပါးဒီလိုဒီလိုဒီလိုမှန်မှအတူတူရဲ့ပြီးတော့ဒီအနေနဲ့ပတ်သက်တဲ့ဌာနဆိုင်ရာတွေနဲ့ပြည်စုံကြီးတို့အခြေရှိကဲကြားရတယ်မြို့ရှင်မြန်မာယဟန်တော်များတတ်မှတ်တာနော်အဲ့ဒီမှာကျွန်တော်ပြောချင်တယ်အမျိုးနဲ့ဘာသာနဲ့တွဲလို့ရတာဟမ် မျိုးချင်းမျိုးချင်းဆိုအော်နေအမျိုးအမျိုးဘာသာတာတနာအမျိုးဘာသာတာတနာအာငါတို့မျိုးဘာသာတော့တော့မရှိနဲ့ဆိုအော်နေရစကားလုံးရှိပါတယ်အမျိုးနဲ့ဘာသာနဲ့ကတွဲလို့ရလားအခြားဘာသာမှာတွဲလို့ရရတယ်ဘုရားဘာသာမှာအမျိုးနဲ့ဘာသာဆိုတာတွဲလို့မရဘူးဘုရားဘာသာဆိုတာလူမျိုးတစ်ခုတည်းကပိုင်တဲ့အရာမဟုတ်ဘူးလေလူမျိုးတစ်ခုတည်းကမြန်မာနိုင်ငံသားတွေပဲပိုင်တဲ့ဘာသာမဟုတ်ဘူးတကယ်ဝအားလုံးအတွက်ဆိုင်တဲ့ဘာသာတရားတစ်ခုဒါကဘာမှနိုင်ငံသားမပိုင်တာမဟုတ်ဘူးအဲ့တော့အမျိုးကိုစောက်ရှောက်တာဒီဒုဒါလက်နက်နဲ့စောက်ရှောက်တာလေမှန်တယ် ဒါအမျိုးစောက်ချက်ပါဒါပေမဲ့ဘာသာကိုစောက်ချက်တဲ့နေရာမှာဗုဒ္ဓဘာသာကိုဒုက္ခလက်နဲ့သွားစောက်ချက်တော့မရဘူးစန့်ကျင်ဘက်တွေဖြစ်ကုန်ရောအဲ့တော့တွဲလို့မရတဲ့အရာတစ်ခုကိုတွဲပြီးတော့အမျိုးဘာသာဆိုပြီးလုံးတဲ့လုံးရကတလွဲနေလုံးတဲ့လုံးရအတင်ဘာမှကောင်းမှုဖြစ်မလာဘူးနော်လူမျိုးစောက်ချက်ချင်လူဝိကြောင်နဲ့စောက်ချက်ငါတို့မျိုးချစ်လူဝိကြောင်နဲ့စောက်ချက်အေးဘာသာကိုစောက်ချက်ချင်အခုဒီသူစိတ်ကနော်သူစိတ်ကတော့ငပောက်တို့ဝိရဒူတို့အကောင်လုံးကအဲ့ဒါဖုံးကြီးနေမို့ရဟန်းတော်ကပြောတယ်ဖုံးကြီးနေမို့အရေးထုံထားတဲ့ကောင်ကြီးပဲကောနော် ခုတာသနာကိုတကယ်ပြတ်ပွားခြင်းတာသနာပြတ်ပွားခြင်းရဲ့အစ်စ်မှန်ပါလေတေချာငါ့တော့ကြည့်ပါနော်ဒါဆရာတော်တွေကလည်းခဏခဏပါပါတယ်ကျွန်တော်ဘုရားဘာသာပြတ်ပွားဖို့အတွက်ပရိယေကိုလိုက်ဖြိုရမှာလားစာတင်တိုင်းတွေမှာစာတင်နေတဲ့ပရိယေတွေပရိပတ်တွေကိုပြတ်ပွားအောင်လုပ်ရမှာလားပလိတက္ကမလုံးမှာရှိတဲ့ပလိတွေအကုန်လုံးဖြိုလိုက်ဘုရားဘာသာပြတ်ပွားမှာလားပြတ်ပွားမှာလားကျွန်တော်လေကျွန်တော်အဖြစ်ဒီကိုပြောဖို့ပါတယ်ငယ်ငယ်ကအဲ့လိုမျိုးချစ်စိတ်နဲ့အဲ့လိုပြောတော့ပလိတွေကို တော့ဗာပြတကယ်နော်ဒါတရားမှန်တာကိုစော်ကားမိတာပဲကျွန်တော်ကွာတားတင်ပြမှာဘလီကိုဖြိုလို့ရအောင်အဲ့နောက်ထိကျွန်တော်လုပ်ခဲ့တယ်ဒါပေမဲ့တစ်ချိန်ပြန်သိနေချင်ရှက်တယ်ကိုအခုတော့ပြန်ပြောတော့မှာဘယ်နှကပြောဆိုပါဒီကစ္စရာဘာတော်ဝင်အပေါ်မှာကိုရှက်တယ်ကျွန်တော်ဟောငါတို့ကတော့ဒီမိုက်မိုက်မဲခင်လားဟမ်နောက်ပြီးဗုဒ္ဓဘာသာဆိုတာဒီလိုမျိုးမကောင်းမှုကိုလိုက်လို့လောဘဒေါသမောဟတွေပွားများတဲ့ဘာသာတစ်ခုမဟုတ်ဘူးလေညာဟမ်အပလီတွေစောက်လို့ဒီထဲမှာလူတွေရှိတဲ့ဒေါသနဲ့မောဟနဲ့လောဘနဲ့ဖြစ်နေပြီဆိုတော့ကွာပြီအဲ့ဒါဗုဒ္ဓဘာသာမဟုတ်တော့ဘူး ။အင်မတန်အေးကြီးတဲ့ဘာသာအင်မတန်တန်ဖိုးရှိတဲ့ဘာသာအင်မတန်တိမ်မွေ့နဲ့နဲ့တဲ့ဘာသာတစ်ခုဟာသူတို့လက်ထဲရောက်မှာမျိုးဘာသာဆိုပြီးသူများတကဘာသာတွေကိုဓာတ်တဲ့ဒုက္ခတဲ့နဲ့လိုက်ပြီးတော့ပြဿနာရှာတဲ့အရာကြီးဟာဒါကဗုဒ္ဓဘာသာရဲ့စင်ပါဝဲမြို့နယ်တွင်မြို့နယ်မူလိုက်ပါလာသောရဲကားကိုတိုက်ခိုက်မှုရဲ၃ဦးသေဆုံးမကွေးတိုင်းစင်ပါဝဲမြို့နယ်ကိုပင် တာကရလမ်းပိုင်း၌မြို့နယ်မှုလိုက်ပါလာသောရဲကားကိုတိုက်ခိုက်ခဲ့ရာရဲသုံးဦးသေဆုံးပြီးမြို့နယ်မှုအပါဝင်ကျန်ရဲများအလုံးအပြင်းထန်ဒဏ်ရာရရှိခဲ့ခြင်းတရက်ခရိုင်မှတ်၅တပ်ရင်းကထုတ်ပြန်သည် စက်တင်ဘာလ13ရက်နေ့နက်9:54မိနစ်ကစင်ပါဝဲမြို့နယ်ကိုးပင်သာကရလမ်းပိုင်းတွင် စင်ပါဝဲမြို့နယ်မူအပါဝင်စစ်သားရဲများလိုက်ပါလာသော ကားတစီးကိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကတိုက်ခိုက်ခဲ့ရာရဲ3ဦးနေရာမှာပင်ပွဲချင်းပြီးတေဆုံးပြီးစင်ပါဝဲမြို့နယ်မူအပါဝင်ကျန်စစ်သားရဲများမှာအပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည် ထို့သို့အပြင်းထန်ဒဏ်ရာရရှိသည့်မြို့နယ်မှုနှင့်စစ်သားရဲများကိုမကွေးမြို့ပြည်သူစေယုံကြည်သူပို့ဆောင်ကအရေးပေါ်ခွဲစိတ်ကူတလျက်ရှိကြောင်းသိရသည့်အဆိုပါတိုက်ခိုက်မှုကို အမတ်တစစ်ဒေသပြည်သူကာကွယ်ရေးတပ်မတော်တရက်ခရိုင်အမှတ်၅တပ်ရင်းမှပဖီဆိုလ်ဒီရစ်ရဲဘော်များကတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်အလားတူစကိုင်းတိုင်းရေဦးမြို့မြောက်ဖက်သို့စစ်ကြောင်းထွက်လာသော အကြမ်းဖက်စစ်ကောင်စီတပ်သားများနဲ့ပြူစောထီများကိုမိုင်းဆွဲတိုက်ခိုက်ခဲ့ရာစစ်တပ်ဘက်မှထိခိုက်ဒေဆုံးမှုရှိနိုင်ကြောင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ရေဦးမြို့နယ်ပကဖအတာဝန်ခံကရန်ကုန်ခေတ္တသတင်းဌာနထံသို့ပြောဆိုသည်ယနေ့စက်တင်ဘာလ18ရက်နေ့နနက်8:20မိနစ်ခန့်အချိန်ရေဦးမြို့မြောက်ဘက်သို့စစ်ကြောင်းထွက်လာသောအကြမ်းဖက်စစ်တပ်နှင့်ပြူစောထီအင်အား ငါဆက်ခန့်ကိုရေဦးမြောက်ဖက်အထွတ်မြို့အဝင်ဆိုင်းဘုတ်အနီးသို့အရောက်တွင်ရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖကမိုင်းဆွဲ၍တိုက်ခိုက်ခဲ့ကြောင်းသိရှိရသည်ထို့သောတိုက်ခိုက်မှုအတွင်အကြမ်းဖက်စစ်ကောင်စီတပ်ဖက်မှထိခိုက်တေဆုံးမှုအရေအတွက်ကိုအတည်ပြုနိုင်ခြင်းမရှိဘဲတော်လန်ရေးရဲဘော်များအထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရသည်တကယ်ဗုဒ္ဓဘာသာကိုပြန်ပွားစေခြင်းကျွန်တော်တို့လောက်ကပါတယ်ပဋိယတိပဋိပတ်တိ ပရိဝေဒဆိုတဲ့တာလနာ၃ရက်ကိုပြန်ပွားအားကောင်းအောင်လုပ်ရမယ်။အဲ့တော့ပရိဝေဒတော့ထားပရိယတ်တိနဲ့ပရိပတ်တိဆိုတာစာပြင်စာချစာတင်စာချတွေဘယ်နေရာလုပ်ဒီ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 အဲ့ဒီရေချုံနေအဲ့ဒီတာတာပြတ်ပေါ်ရတဲ့သူစာတင်စာချပဲလုပ်တဲ့အချိန်နဲ့အခုလိုဘယ်ရမလာလိုက်လို့ရှိရင်ဘယ်ရများလဲဟမ်သူများလိုတဲ့ပစ္စည်းအစင်နဲ့စားတောက်ပြီးတော့တွားကြည့်ကာကောင်းစားဒီလိုနေပြီးတော့တခက်တာကနာပြတ်ပေါ်ရအမှန်ပရိယတ်ဒီပရိပတ်ဒီအထွက်ကိုဘယ်လောက်စောင့်ချထားတွားကြည့်အဲ့တော့ကျွန်တော်တို့နိုင်ငံမှာလေစာတင်တိုက်တွေတွားကြည့်ပါချွတ်ချွတ်တက်တက်နဲ့ပညာတင်းနေရတဲ့ညာဟန်းတွေအများကြီးရှိတယ် အဲ့ဒီယဟန်တွေကိုစောက်ရှောက်တာလျင်တာသနာကိုကာဝယ်တာတာသနာကိုစောက်ရှောက်တာတာသနာကိုပြန်ပွားအောင်လုပ်တာအစ်စ်မှန်သူဗလီတွေရှောက်ရန်ရှာတာအဲ့လိုမဟုတ်နော်ကျွန်တော်တို့နောက်ဘုရားဘာသာဆိုတာကဖခင်ရဲ့အစုံးမတွေကိုလိုက်နာချက်တုံးတူမှဘုရားဘာသာချက်တာကျွန်တော်ဘုရားဘာသာဝင်မှာတော့တိုက်လို့ဘုရားဘာသာဝင်မရှိဘူးနော်လက်စွာဖခင်ဟောကြားဆုံးမခဲ့တဲ့အစုံးမအတိုင်းလိုက်နာချက်တုံးနေထိုင်မှဘုရားဘာသာဝင်ဖြစ်တာ ဲ့တော့ဗုဒ္ဓဘာသာမြန်မြန်ဖြစ်ဖို့အတွက်ဇေဒီနေပထိုးတွေလိုက်တယ်လို့ဘာသာကြားတွေမှာကြောက်ကုန်လို့ပဲမြင်တာဘာမှမဆိုဘူးအဲ့ကျွန်တော်ဘာသာကိုအခြားဘာသာဝင်တွေကြားထဲမှာဘာပြောဗုဒ္ဓဘာသာလို့ပြောကြတယ်အော်အင်မတန်ရင်ကြီးတိမ်ပွေးတဲ့ဘာသာလေးတို့တို့ဘာသာဝင်တွေကြီးလိုက်တော့ဘာတော့တာလည်းမရှိဘူးเนาะအင်မတန်ကူညီဆဲရှိတယ်မြေတားရင်ကြီးမားတယ်เนาะအတစ်ဖက်သားဘော်ကိုရန်သူဖြစ်နေတော့မှတို့တို့မြေတားထားနိုင်တယ်ဗုဒ္ဓဘာသာဝင်တွေကဟဲ့အာတကယ်လို့เนาะကိုင်းဆိုင်ကြတကယ်ရင်ကြီးလားဒီလိုဂုံတွေပြအောင်ကျွန်တော်တို့ဆောင်မှာမဟုတ်ဘူးလားဟမ်သူများလက်ရှိပါလိဒီပလီထဲမှာလက်နဲ့တေပေါင်းကိုရှိဘယ်လိုလုပ်မလဲဆိုတော့ဟာ ။ဒါတော့အမေရိကန်မှာရှိတဲ့ပုံစံတစ်ချောင်းလာပြီးတော့အဲအင်္ဂလိပ်တွေအဲမနေ့ကအမေရိကန်တွေအတီးပုတ်မြန်မာပုံစံတောင်းထဲမှာကြက်ကတွေတော့လုံးလုံးလာဆွဆွဲခန့်နိုင်တာခန့်နိုင်တာအဲ့တော့ကြံကြည့်ပါအဲ့တော့ကျွန်တော်တို့တွေကလမ်းလွဲတဲ့အရာတွေကိုလုံးလုံးမရကြပါဘူးတကယ်သာသနာကိုပြန်ပွားခြင်းတာထုတ်ပါပါလေကျွန်တော်တို့လည်းပြန်ပွားစေချင်ပါလေပြန်ပွားစေမြန်မာပြည်မှာလောက်ကလာတစ်ခုပဲပါလက်ရှိစာတင်တိုက်တွေကိုမုန်းမှန်ပေးပါစာတင်တိုက်တွေမှာလိုအပ်နေတဲ့ရဟန်းတန်ခါတွေအတော့လိုအပ်ချက်တွေအများကြီးရှိပါလေစာတင်တိုင်းရဟန်းတွေမြန်မြန်ပေါ်ထွက်လာအောင်နော် ကိုရင်တာမဏေတွေကအစပြီးတော့ဝိုင်းဝန်းပြီးတော့ဘုရားတကားတွေရဟန်းတကားတွေခံပြီးတော့ပြုစုပေးပါလားအဲ့ဒါမှတာလေကျွန်တော်တို့ရဲ့စစ်မှန်တဲ့တာဏာပြန်ပွားမှာသူများပါတာတွေပတ်ရချတာဘုံနာပါတာမဟုတ်ဘူးနောက်ပြီးတော့အဲ့ဒီအခုကဲခင်ဗျားတို့ဆွဆွဲသလိုအစ္စလမ်တွေကစိုးတယ်ဘယ်နည်းဖြစ်လဲဆိုဘုံနာပါတာကိုအစ္စလမ်ကလာချက်လို့ရတာရတာချက်လို့ရတာဘုံနာပါတာကိုအစ္စလမ်ပါတာကဝင်တွေကလာချက်လို့ရတာခရစ်ယာန်တွေကလာချက်လို့ရတာဘုံနေတွေကဒီဟိန္ဒူတွေကလာချက်လို့ရတာမရပါဘူးဘုံနာပါတာဆိုတာဘယ်သူမှချက်လို့မရဘူးဘာဖြစ်လို့လဲ အစကတည်းကလောကတဘာဝအမှန်တရားတွေသူတို့လောကမှာအဲ့ဒီတဘောတရားတွေရှိပြီးသားညာဒါပေမဲ့တဘာဝတွေညာနဲ့မမီဘူးမတွေးနိုင်ဘူးမမြင်နိုင်ဘူးဒါကိုဖခင်ကပွင့်လာတဲ့အချိန်မှာဖခင်ညာကြီးတယ်ဖခင်တာမန်လူဘဝနဲ့ချစ်ကြတဲ့အတွက်ဒီလိုကြီးလေးတဲ့ဉာဏ်ပညာတွေကိုရပြီးတော့ तू ကမလူတွေမတိတဲ့အရာကိုသူတိတယ်မြင်တယ်တွေ့လို့ပြန်ပြီးဟောပြောဆုံးမခဲ့တာဘုရားကလာဖြစ်တာလေဘလုံးလာဖြစ်မှာဖြစ်ပြတ်တယ်ဇေဒီဘက်ကပြောလို့ရမှာပေါ့ယောဟန်ယောမဘုရားကပြောသလိုတဲ့အိမ်ကိုဇေဒီတခုတည်ထားမယ်ဒါပေမဲ့ဖခင်အဆုံးမဆိုတော့ဘာမှတော့မတိဘူးအခုခေတ်လို့ပေါ့ နော်ငုကေအဲ့မျိုးပါတာပေါ်လဲကောင်တော့မသိဘူးဘုံနဲ့တဏ္ဍာန်ကိစ္စမိဘာပြောလာဆိုမသိဘူးအများဆုံးမသိဘူးအဲ့မျိုးချစ်မျိုးချစ်ဟောနေတာတော့မသိဟမ်တော့မသိမသိဘူးအဲ့တော့ဇေဒီတဲရင်တယောက်တယ်ထားမယ်ဘုံနဲ့ပါတာတဲတီလာအဲ့တော့ဟမ်တဏ္ဍာန်တော့မှဘာမှမသိဘူးသူများဆိုလို့ဘုံနဲ့တဏ္ဍာန်ကိစ္စမိလို့ဆိုလိုက်တာပဲဘာပြောလို့ကြောက်မှမသိဘူးဒါပေမဲ့တဲရုံဇေဒီတစုတဲထားတယ်နောက်တဲရွာကြတော့တဲရွာလုံးဇေဒီစုမှမရှိဘူးဒါပေမဲ့ခရားရဲ့ဟောကြားဆုံးမခဲ့တဲ့တရားဒေသနာအတိုင်းလိုက်နာကြည်တန်းမှုနေတယ်လူတိုင်းငါးပါးပြည်သာတုံကြတယ် ်နော်၈ပါး၉ပါး၁၀ပါးဒီစားပြီးစောက်တည်ကြတယ်နော်ပရိယတိပရိမတိပရိဝေဒဆိုတဲ့သာသနာ၃ရပ်ကိုလည်းကျင့်သုံးကြတယ်အဲ့ဒီနေရာဘယ်ရွာဘယ်ရွာကသာသနာတည်တယ်အဲ့ဒီနေရာကိုကဲဝင်ဖြစ်မယ်နော်ဒီဘက်ရွာမှာကဇေဒီတစ်စုံမှမရှိတော့ဘာသာကြားနေတဲ့ဖြစ်လို့ပြက်စရာမရှိဘူးဒီဘက်ရွာမှာရှိတဲ့ဇေဒီအကုန်လုံးဖြိုးလိုက်ပဲကဲဘာဘောတော့ကလည်းပြက်မယ် အဲ့ဒါပဲဒီကိုယ့်ကိုအစိုးမကိုခံအောင်လုပ်ထားလေဘယ်သူမှဖြစ်လို့မရတဲ့အရာကြီးကိုဘာဖြစ်လို့သူများကလာပြက်မာလို့ဒုက္ခပြက်ဒါလည်းပြက်နေဟာသူများပါလာတယ်သူများကတို့ကတို့ဒုက္ခနဲ့ပဲကောက်ကွယ်ဒါနဲ့ပဲကောက်ကွယ်နျူကလီးယားနဲ့ပဲကောက်ကွယ်အဲ့ဒါသူတို့အကြောင်းကျွန်တော်တို့ဘာသာရဲ့အဖြစ်သာရဘာလဲကျွန်တော်တို့ဘာသာပြက်ပေါ့ဘာလုပ်ရမှာလဲကျွန်တော်တို့ဘာသာကိုကောက်ကွယ်ဖို့အတွက်ဘယ်လိုလုပ်ရမှာလဲရှင်းရှင်းလေးအဲ့တော့သူများဒုက္ခနဲ့ဒါနဲ့ကောက်ခွဲဆိုလို့ကျွန်တော်တို့ဒုက္ခနဲ့ဒါနဲ့ကောက်ခွဲကြရမလို့ဘူး။သူများဒါနဲ့ဒုက္ခနဲ့လုပ်လို့ကျွန်တော်ဒါနဲ့ဒုက္ခနဲ့လုပ်ဆက်အကြောင်းရှိဘူး။သူ့တန်ဖိုးနဲ့သူ့အယူဆနဲ့သူ့တို့ကွန်လမီးတဲ့အရာတွေ။အဲ့တော့ဟိုအမေရိကန်မှာဖြစ်တဲ့ကိစ္စ၊ဟိုအာဖဂန်နစ္စတန်မှာဖြစ်တဲ့ကိစ္စ ဟိုအမေရိကန်သားတွေအာဖဂန်နီစတားတွေအလို့မြန်မာပြည်မှာရှိတဲ့အစ္စလမ်ဘာသာဝင်တွေအခြားနိုင်ငံတွေကိုစစ်သွေးကြွတာဟမ်အသေးကဘုံဘွဲလာအဲ့တော့ကိုနိုင်ငံတွေမှာကြည့်လိုက်အသေးကဘုံဘွဲနေတဲ့တဲ့တဲ့အဲ့တော့အစ္စလာမ်ဘုရအသေးကဘုံခွဲမယ်ဆိုရင်လားမင်းတို့မင်းအောင်လိုက်မတာပေါ်လာကြာလာပြီ။ဘာဖြစ်လို့လဲ။လက်ရှိပြည်သူတွေမှာမင်းအောင်လိုက်ကိုစောင့်နေကပြီးတော်လှန်နေတဲ့အစ္စလာမ်ဘာသာဝင်တွေဘာလို့ရှိလဲ။အဲ့တော့ဟိုနိုင်ငံတွေလိုမျိုးအကြမ်းဖက်တွေလုပ်မယ်ဆိုရင်ဒီမှာလည်းလုပ်တော့မှာပေါ့။လုပ်ကြလား။အဲ့ဒါအခြေပဲလေ။ အဲ့တော့မင်းတို့ပြောသလိုဟိုကအစ္စလာမ်နဲ့ကောင်းကျမ်းလို့ဒီကအစ္စလာမ်နဲ့မကောင်းကျမ်းပဲဆိုရင်ဒါမှမင်းတို့အတိတ်ကဘုကတို့မင်းတို့ဘုမသားဘုံပုံပြီးအတိတ်နဲ့ရှိတဲ့ဇကားကိုပြောပြီးတော့အတိတ်နဲ့ရှိတဲ့အလုပ်ကိုလုပ်ဖို့လိုတယ်ဘာမှမဟုတ်ပဲနဲ့ကိုယ်နိုင်ငံသားချင်းချင်းဒီအစ္စလာမ်ဘာသာဝင်လက်မြန်မာနိုင်ငံမှာမွေးမြန်မာနိုင်ငံမှာကြီးပြီးတော့မြန်မာနိုင်ငံသားတဲ့တူပဲသူလည်းမွေးတဲ့ကဒီနိုင်ငံရဲ့ရေတို့တောက်ဒီနိုင်ငံလေကိုယူပြီးဒီနိုင်ငံမှာကြီးတာတော့ကိုယ်တွေလည်းဒီနိုင်ငံရေတို့တောက်ပြီးဒီနိုင်ငံမှာကြီးတာဥပဒေရှိတယ်လေနိုင်ငံဥပဒေပြဋ္ဌာန်းထားတယ်လေအကြမ်းဖက်မှုလုပ်လို့ရှိရင်ဘယ်သူမှမလုပ်တော့အကြမ်းဖက်မှုဥပဒေတော့နိုင်မှာလေ ဟမ်တခိုးတည်းအလုပ်လုပ်တခိုးတည်းကိုဥပဒေနဲ့ပေါင်းလိုက်ပြီဥပဒေကလက်ထပ်ပြတ်တန်းတာမဟုတ်ဘူးလေဟမ်အဓိကပါတယ်ခင်ဗျားတို့လောက်ကမှာကအဲ့ဒီဘာလောင်တွေလိုက်ရရှာမဟုတ်နိုင်ငံရဲ့ဥပဒေကိုဥပဒေကိုကျင့်တော့အောင်လုပ်ပါမယ်တစ်ချက်ဒုတိယတစ်ချက်ပရိယတ်ဒီပရိမတ်ဒီပရိဝေဒကိုညှောက်စားလုပ်ပါမယ်အဲ့ဒီတစ်ချက်ပဲလုပ်အဲ့ဒါဆိုရင်သူ့အတူအေးချမ်းနေပြီအခုကဘာလဲတရက်ပါတဲ့အတူတူနေလေနော်တကယ်ချင်းနဲ့ပေါင်းလာကြတယ်ဘုရားဘာသာနဲ့အစ္စလာမ် ။ဟာဒီလိုဟာမျိုးတွေလိုက်လောက်တာနဲ့တယောက်တစ်ယောက်ပြင်တာလေးပြက်။တော့ခေါ်ရတော့မခေါ်တော့လို့အကုန်လုံးအမုံတရားတွေပွားပွားများဒါတွေကိုမတိတဲ့ကလေးတွေကအကုန်လိုက်လိုက်နားရောက်အကုန်လုံးနိုင်နိုင်ကြီးอ่ะအမုံတရားတွေပြည့်ရင်လူပြောရေးကြီးကောင်ဗလာကြီးကောင်အချိန်မီးဖြစ်နိုင်တဲ့နိုင်ငံဟိုပူရုပ်ဖြစ်နေမလောက်တဲ့ညာဘူးဒါမျိုးတွေ။တော့ဒါကြောင့်မလို့ပုံမှန်မှန်ပြောရတာဟိုမှာပုံမှန်မှန်ပြောရတဲ့ဗီဒီယိုဖိုင်တစ်ခုရှိတယ်နားတော့ပါ။ဒါမှကျင်းဗီဒီယိုမှာကျွန်တော်ညာနားကြည့်ပါလိုက်။အမှန်တရားကိုမြင်တယ်လို့ပုံမှန်မြင်လို့ဆိုတာဆက်လက်နေတာ။နော်။အဲဒီပုံမှန်ကအခုလည်းပြောလို့ရှိရင်ကျွန်တော်မပြောချင်တော့ဘူးနော်။ အဲဘာလို့လဲဆိုတော့ရာဘာဘာသာရောက်တယ်ကျွန်တော်နောက်ဆုံးဘာဘာသာရွေးရှင်ကျွန်တော်ဘာသာဟောရပါသာသာဒီကိုမောဟဆိုင်ကျွန်တော်ဒီရှင်းလုပ်တော့ဝယ်ရင်တော့အရှိအရှိမှာဆိုတော့ကျွန်တော်အပြည့်စုံမဖွင့်ပြဘူးသူကရှင်းနေတယ်သူလည်းမဖတ်တာဒါတကယ်ဘောမဘောမဆိုရင်တော့ကျွန်တော်တော်နိုင်ဘက်ကလူတွေအန်အန်ဒီဘက်ကလူတွေဆဲနေတဲ့ကြောင်ကြီးဆိုပြီးခေါ်ပြီးဆဲနေတဲ့လူတော့ဒါလည်းဒူလာမဘလို့စကားပြောတယ်နားထောင်ကြည့်သူကရှင်းနေမဖတ်တာဆိုတဲ့နာအင်မတန်ကောင်းတဲ့နာနဲ့အမျိုးပါတာတာနာကိုဆောက်ရှောက်တာဒါကဖျားတော်မှကိုမျိုးကိုဆောက်ရှောက်တာမင်းလာတော်ဘာလို့ပြောလာတာလေ ဒါပေမဲ့ဘုရင်ကပြောဆောက်ရှောက်ပုံချင်းကလွဲနေတယ်ကိုလူမျိုးကိုဆောက်ရှောက်တယ်ဆိုရင်ကိုလူမျိုးဂုံတက်လာအောင်လုပ်ပါမယ်ကိုလူမျိုးသူများလူမျိုးတွေလေးစားလာအောင်ကြီးညိုလာအောင်ဟုတ်တယ်မလားနေရာပေးလာအောင်တန်ဖိုးထားလာအောင်လုပ်ရမှာမဟုတ်ဘူးလားတုံးတည်းဒါလည်းနဲ့ထားပြီးတော့ကိုကြည့်တော့လေဘာမှနေပြညာနဲ့မတတ်ဟမ်ဒီကဘာမှကြည့်တော့ငမွဲနိုင်တယ်ဆုတ်ပြတ်တက်နေတဲ့နိုင်ငံသူများနိုင်ငံသထောင်းစားလို့လိုက်ကောင်းစားနေရတဲ့တိုင်းကြီးဟမ်ကိုကိုလည်းသူများလူစားနေရတော့ဘယ်တည်လဲကမ္ဘာနဲ့ရှင်ကြီးနဲ့မြန်မာနိုင်ငံဆိုတော့သထောင်းစားတိုင်းကြီးဟမ်စစ်ဘက်ကဘယ်ကြီးလူကြောက်အောင်ကမ်းရပါအောင်ပေးရပါအောင်ကမ်းရပါအောင်အော်နေရတဲ့သထောင်းစားတွေလေး ကိုကြည့်တော့တထောင်သားပြည်သူများရန်ဆွဲတတ်တောင်းမောင်းနေဆိုတော့ကမာကြီးနေနဲ့ကြည့်လိုက်တာကျွန်တော်တို့နိုင်ငံယူစရာကြီးအဲ့တော့ဒါတွေဟာတိုင်းပြည်ရဲ့ဘုံကိုဖြစ်နေတာဒီရေချုံနေတာနော်ရှင်းရှင်းလေးပဲတိုင်းပြည်ရဲ့တိုင်းပြည်အတွက်လူမျိုးအတွက်နိုင်ငံအတွက်အကုန်လုံးကိုတိုက်ခါကြအောင်ပြည့်စည်အောင်အမုန်းတရားတွေပွားအောင်ရန်ဆွဲနေဖြစ်အောင်လုပ်နေတာအပြင်ဘာမှအချိုးမရှိဘူးဒီကောင်ကြီးလောက်ပဲနော်အဲ့တော့ဒီဒေါ်လာကြီးကကျွန်တော်ရှင်းမှပြောခဲ့ပြုံးမယ်မပုံနဲ့ဒီဒေါ်လာကြီးကလေအဲ့ဒီအရေးချုံနေဒေါ်လာကြီးပြီးတဲ့နေ့ကျရင် တာဒနာကိုတကယ်တတ်ခြင်းနဲ့နောက်ဆုံးလေကျွန်တော်ရှင်းမှာပြောဆိုဒုံလဘဝိတ္တာဆဒုံလဘကိုပြီးပေါက်ပြက်နေတော့ဖန်ထောင်ချခြင်းအဲ့လိုဥပဒေတွေပြတ်တန်းပြီးတော့တာဒနာကိုကန့်စင်ဖြစ်ကြမှာဒီတော်နိုင်ပြီလို့ရှိရင်နော်အရင်ဆုံးအတူရောက်လေအကုန်လုံးရင်းဘူးနော်တကယ်ပရိယတ်ဒီပရိမတ်ဒီကိုအားလုံးပေါ်ဆိုင်နိုင်ငံတော်ဆက်လက်ဝိုင်းဝန်းပြီးတော့ထောက်ပံ့ပေးအဲ့ဒါလို့လုပ်နိုင်မှာကြည့်နေမယုံကြည်လိုက်